လူတဲ့အိမ်မက်မှကြတယ်ဒါပေမဲ့အိမ်မက်ထဲမှာလုံးလုံးရတဲ့အရာတွေရှိတယ်အိမ်မက်ထဲမှာလုံးလုံးမရတဲ့အရာတွေရှိတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်အိမ်မက်ထဲမှာလုံးလုံးမရတဲ့အရာတွေကြောင်းပြပြပေးသွားမယ်ဗီဒီယိုမှာတော့ဒီမှာကျွန်တော် channel မှာတန်တန်ထည့်ချင်တာဖြစ်ဖြစ်ဒေါက်တာတိတက်ရိုက်ကူးချင်တာဖြစ်ဖြစ်ဒီဖုန်းလုံးပေါ်ဆက်သွယ်ရအောင် တို့အိမ်မက်အကြောင်းပြောမယ်ဆိုရင်တို့ကဘာမှအရင်နာမည်ကြီး scientist Albert Einstein related theory ကိုအိမ်မက်ထဲမှာမှတ်ပြီး idea တစ်ခုရှာလို့ပဲသူထုတ်ဖော်ခဲ့တာနောက်တစ်ခုပြာကျွန်တော်တို့ chemistry မှာကျွန်တော်သင်ရတဲ့ periodic table ကိုထုတ်ဖော်တဲ့ပုဂ္ဂိုလ်ရတယ်အိမ်မက်ထဲမှာအဲ့ idea တွေရှာလို့ပဲဒီ periodic table chemistry မှာအရင် complex ဖြစ်တဲ့ periodic table ကိုသူထုတ်ဖော်ခဲ့တာကျွန်တော် actual set ရဲ့ structure ကိုလည်းဒီအရောထုတ်တဲ့ founder က အိုက်တယ်ပဲအိမ်မက်ထဲမှာ idea ရလို့ပဲသူထုတ်ဖို့ခဲ့တာဆိုတော့အိမ်မက်နဲ့ပတ်သက်မယ်ဆိုရင်ကျွန်တော်တို့အများကြီးရှိတယ်ဗျာအိမ်မက်နဲ့ပတ်သက်ပြီးလေ့လာမယ်ဆိုရင်ကျွန်တော်လည်းအိမ်မက်နဲ့ပတ်သက်ပြီးတော့ဗီဒီယိုတစ်ခုတင်ခဲ့တယ်နောက်ပိုင်းမှာကျွန်တော် DVD ရိုးတီဝီနောက်ပိုင်းမှာအိမ်မက်နဲ့ပတ်သက် series လိုက်တင်မှုကျွန်တော်ပလန်ရှိတယ် Lucy Dream ကပါလဲအိမ်မက်တွေဘလို့လို့လို့လဲအိမ်မက်ရဲ့ခံယူချက်ကပါလဲ Scientist ကပါလဲ Science နဲ့အိမ်မက်နဲ့ဘလို့ဆက်နွယ်မှုရှိတယ်အဲ့ဒါတွေကျွန်တော် now view ဒီမှာကျွန်တော်ပြပြပေးသားမယ်ဒါပေမဲ့ဒီနေ့ဗီဒီယိုလေးပါတော့ကျွန်တော်အိမ်မက်ထဲမှာလုံးဝမရတဲ့ဟာတွေရှိတယ်အဲ့ဒါတွေကျွန်တော်ပြပြပေးသားမယ် ဆိုတော့အိမ်မက်ဆိုတာကျွန်တော်တို့အကုန်လုံးသိတဲ့အတိုင်းပဲလူခန္ဓာကိုယ်မှာစိတ်ကနှစ်စိတ်ရှိတယ်။တိစိတ်နဲ့မတိစိတ်နဲ့အိမ်မက်ကိုကျွန်တော်တို့လှုပ်လှုပ်နေတဲ့အချိန်ကမတိစိတ်ကလှုပ်လှုပ်နေတယ်။အခုကျွန်တော် Charlie ထိုင်ပြီးစကားပြောနေတဲ့အချိန်က Charlie ရဲ့ conscious mind Charlie ရဲ့တိစိတ်ကထိုင်ပြီးစကားပြောနေတယ်။ဒါပေမဲ့ Charlie အိတ်သွားပြီဆိုရင် Charlie ရဲ့မတိစိတ်ကလှုပ်လှုပ်နေတယ်။အဲ့သဘောတရားအတိုင်းပဲအိမ်မက်ထဲမှာမတိစိတ်လှုပ်လှုပ်တယ်ဆိုကျွန်တော်လှုပ်လို့မရတဲ့ဟာရှိတယ်။ Number 1ချက်ကျွန်တော်စာချက်လို့မရအောင်စာအုပ်ဖတ်လို့မရအောင်အိမ်မက်ထဲမှာစာချက်အပြည့် reality မှာစာမရအောင်ဗျာ။အချို့တွေစာအုပ်တွေကောင်းအောင် order ထည့်ပြီးအိတ်တဲ့လူတွေရှိတယ်။ စာကြအောင်လို့စာကြက်လို့ရအောင်လို့ဆိုပြီးဒါပေမဲ့ no way ပါအိမ်မထဲမှာကျွန်တော်လုံးဝစာကြက်လို့မရအောင် even အိမ်မကို control လုပ်တဲ့အိမ်မကို control လုပ်နိုင်တဲ့ lucid dreamer တွေတောင်မှအိမ်မထဲမှာစာကြက်လို့မရအောင်နံပါတ်2ချက်အိမ်မထဲမှာကျွန်တော်တို့အချိန်ကြည့်လို့မရအောင် overnight ရှိပါလေဆိုတဲ့အချိန်အိမ်မထဲမှာလုံးဝကြည့်လို့မရအောင်ဆိုတော့နေတော့တုံးဆန်နေပြီဒါဘာလို့လုံးလုံးမကြရတာလဲဆိုတော့ဒါမဲ့ကျွန်တော်တို့ကလည်းအခုလက်ထိရှိတိအိမ်မမှန်နေအခုလက်ရှိဆိုကျွန်တော်အသက်23နှစ်ဆိုရင်23နှစ်ပြည့်အမွေကလေးကနေပဲကျွန်တော်တို့အိမ်မမှန်လာကြတာပဲလေအဲ့ဒီအချိန်မှာကျွန်တော်အခုပြောတဲ့အချက်တွေအကုန်လုံးကလည်းမပါခဲ့ဘူးဗျာ ကျွန်တော်လည်းအိမ်မက်ထဲမှာစာမကြက်ခဲ့ဘူးအချိန်လည်းမကြည့်ခဲ့ဘူးဆိုတော့နောက်တစ်ခုကပါလဲဆိုကျွန်တော်တို့အိမ်မက်ထဲမှာအရသာခံလို့မရအောင်ဥပမာအိမ်မက်မှာကိုတစ်ခုစားတယ်ဓာတ်ပေါက်စားတယ်စားရတော့စားလို့ရတယ်ခေါင်းဆွဲကျော်စားတယ်ဒါပေမဲ့အဲ့အရသာကျွန်တော်အပြင် reality မှာမရအောင်ပြီးတော့အိမ်မက်ထဲမှာဘိုက်စားတယ်ဆိုရင်ကျွန်တော်တို့အပြင် reality ရဲ့ခန္ဓာကိုယ်ကြီးထဲမှာတကယ်ဘိုက်စားလို့အိမ်မက်ထဲမှာတကယ်ဘိုက်လာစားပြတာကျွန်တော်တို့ခံစားချက်ကဘိုက်စားတဲ့ခံစားချက်ကိုကျွန်တော်တို့ခံစားချက် signal ကို အုံနောက်မှာကပ်ပိုးတယ်အဲ့အုံနောက်ကနေပဲတစ်ဆင်ပိုက်စားတယ်နောက်ပြီးအိမ်မထဲမှာရေးစားတယ်ဆိုရင်လည်းအပြင် reality မှာတကယ်ရေတောက်ချင်တယ်လားပြီးတော့တခုကကျွန်တော်တို့တွေးရတဲ့လူတွေအိမ်မထဲမှာကျွန်တော်တို့အမြဲတမ်းတွေးရတဲ့လူတွေအကုန်လုံးကအပြင်လူတွေမဟုတ်ကျွန်တော်တို့တစ်ခါမှမမြင်ဘူးတဲ့လူတွေမမြင်အောင်ဆိုအိမ်မထဲမှာကျွန်တော်တွေးရတဲ့လူတွေအကုန်လုံးကကျွန်တော် life မှာတစ်ချိန်တစ်ခါတော့အနည်းဆုံးတွေးရဘူးတယ်အဲ့တော့သူရဲ့မျက်နှာကိုကျွန်တော်တို့ရဲ့မသိစိတ်မှာမှတ်မိနေပြီတော့ပါကျွန်တော်အိမ်မထဲမှာတစ်ခါပေါ်လာတာ။ Okay ကျွန်တော်နောက်တစ်ခုကအိမ်မထဲမှာမှန်ကြည့်လို့မရအောင် မှန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကိုကျွန်တော်တို့ပြန်မမြင်မရပဲမှန်တယ်မှာကျွန်တော်တို့ကတခြားလူအဖြစ်ပြန်မြင်နေရမယ်ဟိုပလက်ဒီနေပုံစံမျိုးโอเคနောက်တစ်ခုကကျွန်တော်တို့အိမ်မက်မှတ်နေတဲ့အချိန်မှာကျွန်တော်တို့လောကကြီးမှာ science နဲ့ physics မရှိသလိုမျိုးဒီဘက်တရားရတယ်အိမ်မက်ထဲမှာပြန်ကျင်ထပြန်သွားလို့ရတယ်လေဘောမှာအိမ်နေလို့ရတယ်ဆိုတော့အိမ်မက်ထဲမှာမျိုးစုံလုပ်လို့ရတယ်ဗျာအိမ်မက်ကကျွန်တော်တို့ခန္ဓာကိုယ်မှာခန္ဓာကိုယ်မရှိတဲ့ဝိညာဉ်ပုံစံမျိုးကြီးပဲကြိုက်တဲ့နေပွာလာလို့ရတယ်လှုပ်ချင်တာလှုပ်လို့ရတယ်နောက်တစ်ခုကအိမ်မက်ထဲမှာကျွန်တော်တို့ပြေးကြတယ်ဒါပေမဲ့အရှိဘရောမမရအောင် မနောက်ကခွေးလဲလိုပဲဖြစ်ဖြစ်၊မွေလဲလိုပဲဖြစ်ဖြစ်ပြေးကြဖို့လူရှိပဲကျွန်တော်တို့လည်းပြေးခဲ့ဘူးလေ။ဒါပေမဲ့ဘတော်မှရှိမရအောင်အဲ့ဒီနေရာမှာပဲကျွန်တော်တို့ဖပပပပပြီးပြေးလာ။ဆိုတော့ကျွန်တော်တို့ဒါ reality မှာဆိုရင်တချို့တွေဆိုရင်ဗျာအိမ်နေနေတဲ့အလိုမျိုးပြေးအိမ်မထဲမှာပြေးတာအိမ်မမှနေနေမှာတဆင်းအပြစ် reality မှာခရင်ပေါ်မှာထပြီးပပပြေးတဲ့လူတွေအပြစ် reality မှာထပြီးလမ်းလျှောက်လာတဲ့လူတွေတကယ်ကြုံရတယ်တကယ်ရှိတယ်အ sleep walker တွေလို့ပြောလို့ရတယ်သူတို့တွေကိုဆိုတော့သူတို့တွေကကြတော့သူတို့အိမ်မကိုသူတို့ကွန်ထရိုးလုပ်နိုင်တဲ့လူတွေမဟုတ်အိမ်မကသူတို့ကိုကွန်ထရိုးလုပ်သွားတာဗျာ ဆိုတော့ဒါ lucid dream မလို့မဟုတ်ဆိုတော့နည်းနည်းမှားနိုင်ရရှင် lucid dream မှာဆိုတော့ aim တွေကို control လုပ်နိုင်တဲ့လူတွေဆိုတော့အဲ့အကြောင်းကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ထပ်ပြောပြမယ် lucid dream ရဲ့ details ကိုဆိုတော့ဒီဗီဒီယိုမှာကျတော့ကျွန်တော်အသေးစိတ်လေးပဲပြောပြမယ် lucid dream မှာဆိုတော့ကျွန်တော် aim တွေကိုကျွန်တော်တို့တွားပြီးတော့ aim တွေမှာ control လုပ်နေတယ်အပြင် reality မှာအဲ့ lucid dream မှာနှစ်ယောက်အဆန်းသက်ချက်တွေတောင်ရှိတယ် aim တွေမှာအချင်းချင်းတွေးဆုံကြတဲ့အချက်လက်တွေတောင်ရှိတယ်ဗျာဆိုတော့ lucid dream မှာနှစ်ယောက်ကိုသူတို့အိတ်ခိုင်းပြီးတော့မှာ သူတို့နှစ်ယောက်ကအိမ်မထဲမှာနှစ်ယောက်တွေ့ပြီးစကားပြောပြီးတော့ဒီဘက် information နဲ့ဒီဘက်က information နဲ့အဲ့လိုမျိုးပြောလာနေတော့ဒါ science ရဲ့ဂျာတဲ့က theory theory တော့မဟုတ်တကယ် application ဒီမှာ practical test တွေသူတို့လုပ်ခဲ့ဘူးလေဆိုတော့အဲ့အကြောင်းကျွန်တော်နောက် video မှာ lucid dream မှာကျွန်တော်ထပ်ပြပြပေးသွားမယ်အခုတော့ကျွန်တော်ဒီကျွန်တော်ရဲ့ content sleep worker sleep worker ဆိုတာကျွန်တော်အိမ်မထဲမှာလမ်းရှောင်နေတာตัวไอ้แลช่อတဲ့ဟာကိုသူကတကယ်အပြင် reality မှာသူခန္ဓာကိုယ်ကတိတ်ဆိတ်ကပါထားပြီးတော့ထပ်ပြီးလမ်းရှောင်နေတယ်။ဒါပေမဲ့ဒီ reality ဖြစ်နေတဲ့အကုန်လုံးကိုသူမသိဘူး။ ပြင်းနေကိုအိမ်မထဲမှာကျွန်တော်ရောင်လာရှိတယ်ဒါပေမဲ့မနေ့ကျရင်ကျွန်တော်တို့ထပြီးတော့အဲ့ဒါဘာမှမသိဘာပြောလိုက်မှမသိအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အုံနောက်ကမလိုလားအပ်တဲ့ information တွေအကုန်လုံးအုံနောက်ကဖြစ်ချတယ်ဥပမာကျွန်တော်တို့မနေ့ထတာနဲ့ဟိုတွားတိုက်ပြီးရတယ်ကျွန်တော်ပြန်စင်စားရင်ဘာအိမ်မမှန်လဲဆိုတော့အဲ့ကျွန်တော်သတိမရတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အုံနောက်ကမလိုလားအပ်တဲ့ information တွေအများ automatic ဖြစ်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 ချတယ်အဲ့ဆိုအုံနောက်ကအများကြီး storage မထားနိုင်ဘူးနေ့တိုင်းမှတ်တဲ့အိမ်မတ်တွေကိုကျွန်တော်တို့တာ ။ဥမာ hard disk ခုတည်းထည့်ထားရဲဆိုရင်တော့မှပဲအဲ hard disk ကခဏလေးနဲ့နေသွားလိမ့်မယ်။ကျွန်တော်တည့်ရက်တည့်ရက်လုပ်ပုံလုပ်ကြီးအများကြီးရှိရဲ့ဗျာ။အဲ့သဘောတရားအတိုင်းပဲ။အိမ်မထဲမှာကျွန်တော်ရောင်တဲ့ဟာတွေအကုန်လုံးကလည်းအိမ်ဟာထဲမှာကျွန်တော်ရောင်တဲ့ဟာတွေကျွန်တော်ပြန်မမမိဘူးဆိုတာလေ။ဥနောက်ကကျွန်တော်မလိုလားတဲ့ information အကုန်လုံး delete လုပ်လိုက်တာ။ပြန်နောက်တစ်ခုကအိမ်ဟာထဲမှာကျွန်တော်ရောင်တဲ့ဟာတွေအိမ်မထဲမှာကျွန်တော်တကယ် reality မှာဖြစ်တဲ့ဟာတွေဗျာ။ကျွန်တော်ဆိုရင်တခါလေးကျရင်စကားပြောလို့ရှိတယ်အဲအာအိမ်နေနဲ့ ဆိုတော့ကျွန်တော်ဘေးနားလူတွေကမြန်မာ language ကိုနားမလည်ခဲ့တဲ့လူတွေပဲတစ်ချိန်တော့အဲ့ဒီချိန်မှာကျွန်တော်မြန်မာလိုပြောတယ်မိညာပဲကြိုင်ဘာတွေပြောနေမှမသိဆိုတော့နောက်နေ့တိုင်းကျွန်တော်လာပြီးတော့ပြန်လာပြောမြန်မာလိုတွေပြောတယ်အဲ့ဒီတစ်ချိန်ဆိုနေဒါပေမဲ့တကယ်တော့အဲ့အိမ်မှာထဲမှာကျွန်တော်ကျွန်တော်တီးတဲ့တရားကိုကျွန်တော်စကားပြောနေတာဒါပေမဲ့အဲ့ဒါကျွန်တော်မမှတ်မိတော့ဒါ reality မှာကျွန်တော်အဲ့လိုမျိုးအရန်ပင်မတဲ့အခါမျိုးကြိုင်ဖြစ်တတ်တယ်ဆိုတော့ရောင်တာမျိုးတွေ sleep ကကြိုင်ပဲဘာလို့ကျွန်တော်အုံတော့ကအရန်ကို rest လို့နေတဲ့အချိန်အဲ့ဒီမှာကျွန်တော် rest မပေးဘဲနဲ့အလုံးလုံးအလုံးလုံးအလုံးလုံးနေမှာအစင်လို့8လိုက်တဲ့အချိန်မှာ ဒီဥတော့ကရက်စီယာမမသိအလုံးလုံးမမသိဖြစ်နေတဲ့အချိန်မျိုးမှာဒီလိုရောင်နာမျိုးတွေအိမ်မမတာမျိုးတွေအိမ်မပေါ်မှာကြောက်စရာကောင်းတဲ့အိမ်မမတာမျိုးတွေအတကယ်ကိုဖြစ်တတ်တယ်။ဆိုတော့မေးဆွေရီယယ်တီမှာရောအိမ်မထဲမှာစောက်တွေပတ်ခဲ့ဦးလား။စောက်တွေပတ်ခဲ့တယ်ဆိုရင်ကိုဖက်တဲ့စောက်တွေကိုဖက်တဲ့စာတွေရခဲ့လား။ဆိုတော့ကျွန်တော်ငငယ်တော့ကစာအုပ်နာမည်နဲ့ဒေါက်တာနာမည်တော့မမှတ်မိခဲ့ဘူး။ငငယ်တော့ကျွန်တော်စောက်တအုပ်မှာဖတ်ခဲ့ဦးလေ။အဲ့ဒေါက်တာအိမ်မမှတ်ပြီးတော့စေးကူးတဲ့ဒေါက်တာ။ ကြားရရောနည်းနည်းလေးထူးဆန်းတယ်ဒါပေမဲ့တကယ်ရှိခဲ့ဖို့တဲ့ဒေါက်တာတရားဆိုတော့ကျွန်တော်နည်းနည်း research လုပ်ကြည့်ရင်တော့ကျွန်တော်သိလာတယ်အခုကျွန်တော်စကားကြုံရင်လည်းကျွန်တော်နည်းနည်းလေးပြောရအောင်ဆိုတော့ तू ကဘယ်လိုမျိုးလဲဆိုတော့ तू lucid dream မှာ तू အိမ်မကို तू control လုပ်နိုင်တယ်ပြီးတော့တခုကပါလဲဆိုတော့ तू ငငယ်လေးတွေကစာလုံးကကြက်လို့မရတဲ့အဆရာဝန်တယောက်ဆရာဝန်တယောက်စာကြက်လို့မရအောင်ဆိုပြဿနာရှိတယ်ဒါပေမဲ့ तू စာကိုဘယ်လိုကြက်လဲဆိုရင် तू ခေါင်းအောက်မှာစာအုပ်တွေထားပြီးတော့အဲ့စာလေးကိုလုံးမနဲ့ချင်သူကြပါဘူး ဆိုတော့ဒါလိမ်မပြောကျွန်တော်ကိုယ်လည်းဆယ်တန်းတော့အဲ့လိုမျိုးကြားခဲ့မလားအဲ့လိုမျိုးပါဝါတွေမှကျွန်တော်မှရှိမလားဆိုပြီးကျွန်တော်လည်း try ကြည့်ရဘူးတယ်ခေါင်းအောင်မှာစာအုပ်တွေထားကြည့်ပဲတကယ်ပဲရမလား but grill ဒီမှာ no ပါတော့တချို့လူတွေကတကယ်အဲ့လိုမျိုးငွေကြေးတွေပါလာတဲ့ sign energy ရှိအဲ့ဒါ life မှာတော့ချင်တယ်ဦးကဆရာဝန်ဖြစ်ပြီးနောက်ပိုင်းမှာတချို့ luna တယောက်ဆိုရင်လုံးဝကုဖို့ပြလက်လွတ်လိုက်တာပဲဆရာဝန်မဆိုဘူးဘယ်သူမှမကုနိုင်ဘူးဆိုပြီးလက်လွတ်လိုက်တဲ့အချိန်မှာ तू ကအဲ့ luna သူ့ရှိရောက်လာတဲ့အချိန်မှာ तू ကအဲ့ sofa ပေါ်မှာ तू အိတ်လိုက်တယ် ဲ့ပြီးဒီလူနာဘာဖြစ်လဲဆိုတော့ဘာဖြစ်လဲဘယ်လိုကုလို့ရလဲဆိုရယ် solution ကိုသူ့အိမ်မက်ထဲကလူတယောက်ကသူ့လာပြောတာသူတကယ်ပဲအဲ့ပုံစံနဲ့သူကုလိုက်တာတကယ်ပဲအဲ့လူနာတကယ်ကောင်းသွားတယ်ဒါတကယ်အပြင် reality မှာရှိခဲ့ဘူးတယ်ဗျအဲ့လိုမျိုးအခြေအနေမျိုးတွေဆိုတော့အိမ်မက်တွေဆိုတာကျွန်တော်တို့ဘဝမှာ science ကလည်းအခုတစ်ချိန်တည်းကဘာကြောင့်အိမ်မက်မှတ်လဲဆိုရယ်ဘာဖြစ်လို့အိမ်မက်တွေမှတ်လဲဆိုအခုဒီ proven မဖြစ်လာသေးဘူးဆိုတော့ခံမှန်းချက်ပဲဒီအကြောင်းအိမ်မက်မှတ်နိုင်တယ်ဒီအကြောင်းအိမ်မက်မှတ်နိုင်တယ်ဆိုပြီးတော့ပြောတာအိမ်မက်ကဒါကြောင့်ပဲမှတ်တာဆိုရယ်တိကျတည်ကြတဲ့အဖြစ်ဘယ်သူမှမပြီးနိုင်သေးဘူး science ကလည်းမပြီးနိုင်သေးဘူးဘယ်သူမှလည်းမပြီးနိုင်သေးဘူးဆိုတော့ဘာလို့အိမ်မက်မတားလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လေးလာနေတော့မယ်အရင်လက်စိတ်ဝင်စားတယ်ဒီနောက်ပိုင်းအိမ်မက်နဲ့ပတ်သက်တဲ့ series တခုကျွန်တော်ထုတ်ပေါ်ပေးသွားမယ် Thank you ပါ